မင်္ဂလာပါရှင်ကျမတော့ဖူးဦးညွယ်ပါ DV ရုံမြင့်တန်ကြားရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးမှာပါမြန်မာနိုင်ငံသတင်းတွေကမ္ဘာသတင်းတွေနဲ့အတူအားကစားသတင်းတွေကိုလည်းရှုစားကြရမှာပါရှင် KNY ပြည်နယ်လိုပွားခိုခရိုင်မော်ချီမှာရေးပေါ်ကာလအခြေအနေအရ Starlink အသုံးပြုခွင့်ကိုတလားပိတ်ထားမယ်လို့ခရိုင်ဘူးအောင်အုပ်ချုပ်ရေးကော်မတီကဧပြီလ28ရက်မှာထုတ်ပြန်ထားပါတယ် Starlink Wi-Fi အသုံးပြုခွင့်ကိုတလားပိတ်ထားပြီးဌာနဆိုင်ရာအဖွဲ့အစည်းတွေရဲ့ Starlink အသုံးပြုခွင့်မှတ်ပုံတင်တွေကို မူခိအုပ်စုအုပ်ချုပ်ရေးမှူးရုံးမှစီးရင်သွင်းရမယ်လို့ဆိုပါတယ်။လုံခြုံရေးအရာတလားပိတ်ထားဖို့အမိန့်စာရန်ထုတ်ထားပြီးပြည်သူလူထုနဲ့လုပ်ငန်းရှင်တွေကိုတော့တလားပိတ်ထားပေမဲ့သက်ဆိုင်ရာအစုအဖွဲ့တွေကိုတော့သုံးဆွဲတဲ့ပုံစံကိုအတိပေးပြီးသုံးဆွဲလို့ရတယ်လို့ KNB ဂျာကာလာအုပ်ချုပ်ရေးကောင်စီ IEC အတွင်းရေးမှူးနှစ်ဥပညာကပြောပါတယ်။မော်ချီဒေတာမှာဖြစ်ပေါ်နေတဲ့လေကြောင်းဖြစ်စဉ်တွေကိုဓာတ်ပုံဗီဒီယိုရိုက်ပြီး line ပေါ်တင်တာတွေကိုလည်းတားမြစ်ထားပြီး စစ်စေးဂိတ်တွေမှာလူဝင်လူထွက်ကိုစစ်စစ်ပြီးတော့သက်ဆိုင်ရာအုပ်ချုပ်ရေးနဲ့လူမှုကြီးကြပ်ရေးဦးစီးဌာနရဲ့ထောက်ခံစာပါမှတွာလာခွင့်ပြုမယ်လို့လည်းဆိုပါရရှင်။ AR တိုင်းလေးမျက်နှာမြို့နယ်မှာစစ်ဘေးကြိုရှောင်တဲ့အုပ်ချုပ်ရေးမှုတွေကိုဧပြီလ30ရက်ကခရိုင်နဲ့မြို့နယ်အဆင့်တာဝန်ရှိသူတွေကခေါ်ယူစစ်ဆေးနေတယ်လို့အုပ်ချုပ်ရေးအဖွဲ့နဲ့နှီးဆက်သူတွေကပြောပါရတယ်။ ဧပြီလ16ရက်နေ့ကပန်းတော်ကြီးကြေးရွာမှာစစ်ကောင်စီတပ်နဲ့အာရခတပ်တော် AA ပြည်သူ့ကာကွယ်ရေးတပ် PDF ပူးပေါင်းတပ်တွေတိုက်ပွဲဖြစ်ပွားပြီးတဲ့နောက်ပန်းတော်ကြီးကြေးရွာနဲ့ပတ်ဝန်းကျင်ကြေးရွာတွေကကြေးရွာအုပ်ချုပ်ရေးမှုတွေနဲ့နှိစက်သူတွေဟာဟင်းသရမြို့ပေါ်ကိုစစ်ပေးတင်းရှောင်ခဲ့ကြတာပါအခုလိုတင်းရှောင်ခဲ့တာနဲ့ပတ်သက်လို့ခရိုင်အစ်စ်နဲ့မြို့နယ်အစ်စ်စစ်ကောင်စီခန့်စီမံအုပ်ချုပ်ရေးအဖွဲ့ကကျူတင်စစ်ပေးရှောင်ဖို့မလိုအပ်ပဲတင်းရှောင်တာကြောင့်အုပ်ချုပ်ရေးနဲ့တည်ငြိမ်အေးချမ်းမှုကိုပြတ်ပြားစေတယ်လို့ဆိုပြီး ကျေးရွာ16ရွာကအုတ်ချုပ်ရည်မှုတွေကိုခေါ်ယူစစ်ဆေးနေတာလို့လေးမျက်နှာမြို့နယ်ကျေးရွာအုတ်ချုပ်ရည်အဖွဲ့နဲ့နှီးဆက်သူကပြောပါရရှင်။ထိုင်းနိုင်ငံအခြေဆိုင် MRPWG ရွှေပြောင်းလူသမားများအရေးလှုပ်ရှားမှုအဖွဲ့ကဦးဆောင်ပြီးမြန်မာလူသမားအဖွဲ့20နဲ့ပူးပေါင်းကျင်းပတဲ့ကမ္ဘာလူသမားများနေ့မေဒီနေ့အခမ်းအနားကိုမဲဆောက်မြို့မှာပြုလုပ်ခဲ့ပါတယ်။မောင်တူးသတင်းပေးပို့ထားပါရရှင်။ဘာလို့ဖွဲ့ရအဓိကလောက်တာကတော့ရွှေပြောင်းလောက်သမားတွေရဲ့တာရင်နိုင်ရေးအဓိကဟုတ်ကဲ့ပါ ထိုင်းနိုင်ငံတခိုင်မဲဆောက်မြို့ကဈေးတစ်ခုအတွင်းမှာ135ကြိမ်မြောက်မေဒီကမ္ဘာအလုံသမားနေပွဲကိုကျင်းပခဲ့ကြတာပါအော်ဒီနေ့ကျွန်တော်တို့ဒီ MRPWG ကနေပြီးတော့ဥဆောင်ပြီးတော့မေဆောင်းမှာမေဒီနေခန်းနာကိုကျမ်းပါတာဖြစ်တယ်အဖွဲ့စည်းပုံ20ကျော်လောက်ပါတယ်အဓိကတော့ကျွန်တော်တို့ဒီမေဒီနေဆိုတာကဒီအလုသမားတွေအတွက်အရေးကြီးတဲ့နေ့ဖြစ်တယ်ဒီမေဒီနေဒီနေ့ဖြစ်လာဖို့အတွက်ကျွန်တော်တို့အလုသမားတွေအများကြီးပေးဆက်ခဲ့ကြတယ်အဲဒီနေ့မှာကျွန်တော်တို့ဒီ မေတ္တင်းမှာတုံ့ပြန်ချက်တွေကျွန်တော်တို့ရှိတယ်အဲ့ဒီတုံ့ပြန်ချက်တွေကိုကျွန်တော်သက်ဆိုင်ရာဆွေးရဌာနတွေဝန်ကြီးဌာနတွေကျွန်တော်တို့ပို့သွားဖို့ရှိတယ်ဒီနေ့မှာဆိုလို့ရှိရင်အလုပ်သမားတွေအများစုလာကြရတယ်ဒါကျွန်တော်တို့ကရက်ကွက်ထင်းမှာလောက်တာမဟုတ်ဘဲနဲ့ဈေးထင်းမှာလောက်တဲ့အခါကျတော့လူတွေအများကြီးလာကြရတယ်အခုပွဲကျင်းပနေတဲ့မဲဆောက်ခရိုင်အတွင်းမှာမြန်မာ9သိန်းလောက်ရှိပြီးထိုင်းတနိုင်ငံလုံးမှာတော့မြန်မာ6သန်းလောက်ရှိနေသလိုသူတို့ရဲ့အခွင့်အရေးတွေလည်းဆုံးရှုံးနေကြတာပါ ထိုင်းနိုင်ငံမှာမေဒင်းနဲ့လုံသမားတဲ့ဆွေးတောင်းလုံသမားတွေပတ်သက်လို့ပြောချင်တာတော့ကျမတို့ဗီဇာတက်တန်းတွေပုံဆုံးနေတဲ့လုံသမားတွေပေါ့နော်ထိုင်းမြန်မာဘက်မြန်မာရဲ့လာဝကပေါ့နော်တန်ယုံကနေပြီးတော့ကျမတို့တော့ထောက်ထားမပေးတာတွေကျမတို့ဗီဇာတက်တန်းတော့ခွင့်မပေးတာဝါပမီတွေလုံခွင့်မပေးတာတွေကျမတို့အနေနဲ့တောင်းဆိုချင်တယ်ကျမတို့ကနေတရားဝင်လုံသမားတွေပေါ့တရားဝင်လုံသမားတွေဖြစ်သွားမှာကိုကျမတို့ ဲ့ဒီအတွက်ကိုကျွန်တော်တို့မြန်မာတန်ရုံကိုတိုင်းဆိုးရပါကျွန်တော်တို့တောင်းဆိုချင်တာကမြန်မာအဗီဇာတက်တန်းနဲ့တိုးပေးဖို့နဲ့ဝါဖာမြေတင်ကိုအကြည့်ပြုပေးဖို့ပေါ့နော်မီဒီယာနဲ့တစ်ဆင့်ဒီသတင်းတွေနဲ့တစ်ဆင့်ထုတ်ဖော်ပေးတဲ့ဖွဲ့စည်းဖွဲ့နဲ့ဖြစ်ပါတယ်ပေါ့နော်အာမတရားတစ်ခုအနေနဲ့ဆိုလို့ရှိရင်တော့အာဒီမြန်မာနိုင်ငံရဲ့အခက်အခဲများစွာကြောင့်ဒီတောက်ကိုရောက်နေတဲ့အလုသမားတွေအကုန်လုံးအလုသမားအခွင့်အရေးအယုအလုသမားအခွင့်အရေးတွေတန်းစုအများကြီးရကြပါစေလို့ပြောချင်ပါတယ် ို့ရှိရင်ဘိုင်းအောင်ပဲပဲရအထက်အဆမတန်ဝေကြီးတော့ခံမှုဘောလုံးများတော့ကျွန်တော်တို့ဒီလုပ်ငန်းဝင်ထဲမှာအလုံးမမနဲ့လာတာစိတ်ခိုင်းခြင်းအခုလို့ခံစားရလဲဆိုတော့ခွဲရရတယ်ပေါ့နော်ဒီဒီလိုမျိုးနားထောင်တဲ့အတွက်အလုံးသမားတွေကပုံပြီးခွဲရရတယ်ပြီးတော့နားလည်မှုတွေရလာတယ်ပေါ့နော်ကျင်းပါနေတဲ့မီဒီနေပွဲမှာတော့အလုသမားအခွင့်အရေးဟောပြောပွဲတွေအပြင်မြန်မာအကတွေနဲ့လည်းဖြောပြေခဲ့ကြပါတယ်ခင်ဗျာကျွန်တော် မောင်တူပါဒီဗီယိုမြင်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားကြရတာပါကျမတော့ဖူးအီအီနွယ်ပါ ကြည့်ရှုနာဆင်ပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်